ဒါကတော့အင်းလေးကအင်းလေးတောင်းလေးတဲ့ပဲခြားခြားကလေးဆိုရင်လိဝတ်ချက်ပဲဖြစ်ပါတယ်အင်းလေးဟာအရန်လာပွားရေးရှိပြင်းကြီးကြောင့်ထင်ရှားပေမဲ့လေဒီလိုကျေပြန့်လာတဲ့ရှိပြင်းကြီးပေါ်မှာလူတွေကိုဘလို့မြုံနယ်ကြတဲ့လေဆိုတော့လောကကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်အင်းလေးဒေတာနဲ့ပတ်သက်တဲ့လူတွေဘလို့ဤပါကြတဲ့လေလူတွေဘလို့နာရေးလောက်ကြတဲ့လေဆိုတဲ့အချက်တွေကိုအထူးလေ့လာခဲ့ပြီးအင်းကရင်လူမျိုးတယောက်ရဲ့ပြောပြချက်အရာလူတွေနာရေးချခြင်းနောက်ွယ်ကလိဝတ်ချက်တွေကိုသိခဲ့ရှာပါတယ်အဆိုပါအင်းလေးသားရဲ့ပြောပြချက်အရာကျွန်တော်ကအင်းကရင်လူမျိုးတယောက်ပေါ့အင်းနဲ့မှပဲမွေးဖွားခဲ့ပါတယ်အင်းလေးလို ရှိပြင်ကြီးရဲမှာလူတွေဘလူဤပါကြတယ်ဆိုရင်ရေရဲကိုပဲပါချရှာပါရီအိမ်တော်ဖေးမှာဒီတိုင်းရွရွအိမ်သားပဲဆောက်ပြီးပါချရှာပါရီအီအီတုံးတွေကိုလည်းလှမ်းမြင်ရှာပါရီတခါတရံမှာအရှိန်ပြင်းနေအီတုံးရေရဲပြုတ်ကျသွားရင်တော့အောက်ခါရေတွေကဖင်ကိုလာပြန်ဆင်တက်ပါရီအီယုံချောင်းလုံးကုန်းကြီးမြင့်တော့မျက်နှာတပိတာဖြစ်သွားမှာပါဒါပေမဲ့ကျွန်တော်တို့အင်းဒီတာရီမှာ2009-2010ခုနှစ်လောက်ကစပြီးစနေအောင်တွေကိုစတင်ပြင်ဆင်ခဲ့ပါပြီ ။ကြောက်ကြွေချာပြီးအဖက်အေးခွဲစနေရောရေလုံးအိမ်သားရောပါတုံးလာကြပါရီ။ဒါပေမဲ့ဘလူပဲဖြစ်ဖြစ်ရေထဲပါချရာတာပဲဖြစ်ပါရီ။လူသေးကိစ္စလည်းဒီလိုပါပဲ။ကုန်းမြင်မနေတဲ့ရွာတွေဆိုရင်ရေတုတ်တန်တည်တဲ့နေရာရှိပါရီ။ကျုံမျိုးကိုအပေါက်ဖောက်ပြီးလူသေးခေါင်းကိုထိအပေါ်ကနေဝါကျက်ချီကချောင်းချောင်းထိုးဆိုက်ပြီးမြေမြုပ်ရှာပါရီ။ ။အဲဒီတလေးကအခုထိရှိနေသေးဆိုပေမယ့်လက်ရှိမှာတော့တိမ်ခေါ်လာခဲ့ပါပြီ။ကုန်းမြေနေတဲ့ရွာတွေကတော့လူသေရင်မြေတုပ်တံမှာပဲမြုပ်ကြပါရီ။အခုတော့ရွာတိုင်းနီးပါးမှာမိတ္တချုပ်ဆက်တွေရှိအားဖြစ်လို့ရေထဲကိုလူသေမချတော့ပါဘူးလို့အင်းလေးဒေတာရဲ့ထူးဆန်းတဲ့လူနေစနစ်တွေအကြောင်းကိုသိခဲ့ရှာပါရီ။ဒါကြောင့်ပြိတက်ကြီးတို့လည်းအင်းလေးကိုလေသွားတဲ့ခါမှာငါးကင်တို့ငါးခေဘတ်တို့ကိုစားတော့မယ်ဆိုရင်အင်းလေးဒေတာတစ်ခုလုံးအီအီတွေရေထဲပါချတဲ့အကြောင်းကိုတတိယကြပါတော့။ ကျိုးရှိရှိနဲ့လှမ်းပြီးနှွားကြောင်နဲ့ခေခါဆုံးသက်သွားပါပြီ။ယနေ့ခေတ်အနောက်နိုင်ငံတွေကနှွားကြောင်သားတွေကတော့နှွားတွေကို channel လက်မခတ်လူကိုယ်တိုင်လက်လိုက်မကြောင်တော့ပဲဇက်ဇက်ဝင်းကြီးတွေထဲမှာလွတ်လွတ်လပ်လပ်အစာရှာစားကမ်းလိုက်ပြီးပဲဖြစ်ပါတယ်။ဒါပေမဲ့အပြည့်အဝလွတ်လပ်ခွင့်ပေးလိုက်တာမျိုးတော့မဟုတ်ပဲနှွားတွေမသိနိုင်တဲ့ဤပညာကိုအသုံးပြုပြီးအာယုံခံခြံစည်းရိုးတွေကိုခင့်မီဤပညာနဲ့ဖန်တီးထားပြီးဝေးကနေထိန်းချုပ်နေကြလို့ပဲဖြစ်ပါတယ်။ဒီစနစ်ကဘလို့အလုပ်လုပ်လဲဆိုရင်နှွားတစ်ကောင်ချင်းစီရဲ့လေဘင်းမှာ GPS ကျိုးမက်ကရိယာလေးတွေတက်ဆင်းပြီးတော့ဘိုင်ရှင်ကဖုန်းကနေတဆင့် ခြံစည်းရိုး area အမျိုးမျိုးကိုပုံဖော်ပြီးထိန်းကျောင်းနေတာပဲဖြစ်ပါတယ်။နွားတွေကသူတို့မမြင်နိုင်တဲ့ခြံစည်းရိုးနားကိုရောက်လာခဲ့ရင်နွားပိုင်ရှင်ရဲ့ဖုန်းမှာအချက်ပြလာမှာဖြစ်ပြီး GPS clock ကိုနှိပ်လိုက်ရင်အဲ့ဒီနွားစီကနေဒရီပေးအချက်ပြသံထွက်ပေါ်လာပြီးနွားကခြံစည်းရိုးအတွင်းဘက်ကိုပြန်လှည့်သွားမှာပဲဖြစ်ပါတယ်။ဒီစနစ်ကနွားတွေကိုလမ်းပြောက်သွားခြင်းကနေလည်းကာကွယ်ပေးနိုင်အောင်သာမကဖုန်းတစ်လုံးနဲ့စကြက်မြေတွေကိုလိုသလိုရှေ့ပြောင်းနိုင်တာကြောင့်လေသမားတွေကိုအချိန်ကုန်လူပင်ပန်းတက်တာစေခဲ့ပါတယ်။စကြက်မြေကိုလည်းဒီကွာချင်းစီတုံးချနိုင်တာကြောင့်စကြက်ရှားပါးရဲ့ပြဿနာကိုဖြေရှင်းမိသားလိုက် ဖြစ်နေခဲ့ပါတယ်။မိတ်ဆွေတို့လည်းဖုန်းလေးတစ်လုံးနဲ့နှွားကြောင်းညင်နေဆိုရင်ဒီအာယုံကန် GPS စနစ်မွေးမြူရေးကိုဝယ်ယူကြဖို့အကြံပေးလိုက်ပါရနော်။ဝိုင်းမာတဲ့အတန်တွေကတော့အပေါ်စားတွေမတုံးသင့်ဘူး။လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်တော့ပါတယ်။မြန်မာနိုင်ငံမှာဗလာမောင်တယောက်အဲ့လိုမျိုးအလေးပဲအလေးတုံးဖိပြီးပေးသွားရှိတယ်။